မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလဗီဒာညချမ်းမှုဦးစီးဌာနကနေအောက်တိုဘာလ10ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြီးညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံလီအာနေနေပါမယ် ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်ကြား၊မကွေးတိုင်းဒေသကြီး၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျနေပြည်တော်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်၊ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ကြုံရပါမယ်။ရွာရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးထစ်တောင်ဖြစ်ပေါ်မှုအခြေအနေအရ န္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်မိုးထိန်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးထိန်တောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကျိုးပြစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုပါရစေ။မြမပင်လေပြင်းတွင်လှိုင်းနှင်းငယ်မှလှိုင်းသင်းတင်ရှိပါမည်။ လိုင်းမြစ်မှာမြမကန်ရုံးတဲ့ရှောင်းနဲ့ကန်းလုံပင်လေးမျိုးတွေလေးပြီမှာ၆ပြီကန်းရှိနိုင်ပါတယ်။နောက်နေ့အထက်ခမန်းချက်ကတော့မုတ်တုံလေးအားနေနေပါမယ်။နေပြည်တော်နဲ့နေတဝိုက်တွဲဒီကနေ့ညနေထိခမန်းချက်ကတော့နေရာကွက်ကြားမိုးထီချုံရပါမယ်။ရွှေအင်ရအောင်80ဖြစ်ပါတယ်။ရှမ်းကုန်မြို့မန္တလေးမြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရယာနှုံးပြဖြစ်ပါရဲ့ရှင်။